ခန်းစစ်ကောင်းတွေရှိတဲ့အတင်းဆိုတာကဖောင်ဒေးရှင်းကောင်းနေတဲ့အဆောက်အဦတစ်ခုလိုပါပဲဘောလုံးကစားတဲ့အခါတချို့ကဒက်ဖန့်ခန်းစစ်ဆော့တဲ့နေရာမှာအတော်လေးအားနေပါတယ်သူတို့ကဘောလုံးကိုယ်စီမှာရှိနေတဲ့အချိန်မှာတော့အကောင်းပြီးတော့ဘောလုံးပြတ်သွားပြီဆိုတာနဲ့ဘယ်လိုမျိုးဘောလုံးကိုပိတ်ဆို့ရမလဲကိုယ့်အသင်းဘော်တွေကူညီရမလဲဆိုတာကိုတော်လေးနားမလဲတဲ့သူတွေရှိပါတယ်ဒါကဘာကြောင့်လဲဆိုတော့ဒက်ဖန့်ဆော့ပုံစော်နီကိုနားမလဲလို့ဖြစ်ပါတယ်ဒက်ဖန့်ဆော့ရတယ်ဆိုတာ ကစားသမားဆက်ရောက်လုံးနဲ့ဆိုင်ပါတယ်အခုနောက်ပိုင်းကစားတဲ့ကစားနည်းတွေမှာအကုန်လုံးကအားသုံးပြီးကစားရတဲ့အတွက်ငါတို့ကတော့ရှေ့တန်းဆော့တာရှေ့တန်းမှာပဲနေမယ်ဆိုပြီးလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ကို့အသင်းတသင်းလုံးတက်ရင်ကို့ပါလိုက်တက်တဲ့အခါလေးရှိသလိုကို့အသင်းခံစစ်ဖြစ်နေတဲ့အခါမှာလည်းတသင်းလုံးလိုက်ဆင်းကို့ပါလိုက်ဆင်းပြရပါတယ်ဒါကြောင့်မလို့တချို့ player တွေကို ကစားတာအရင်ကောင်းမနေပေမဲ့နီးပြားကြိုက်တယ်ဆိုတာဒီအချက်ပါပဲဘောလုံးရှိနေတဲ့အချိန်မှသာမဟုတ်ဘဲနဲ့ဘောလုံးဆုံးသွားတဲ့အခါမှာလေသူတို့ကသူတို့လိုအပ်မဲ့တာဝန်တွေကိုသူတို့သိပါတယ်ဘာလို့လဲဆိုအနည်းဆုံးတော့ဒီဘောလုံးလမ်းကြောင်းကိုဘယ်လိုပိတ်ဆို့ရမလဲဘယ်လိုအရေးကြီးတဲ့သူကိုကတ်ထားသင့်တယ်ဆိုတာမျိုးတွေကိုသူတို့ရဲ့အုံနောက်ထဲမှာဒါမှမဟုတ်စိတ်သူတို့ရဲ့စိတ်ကူကအသင်းမရှုံးစေရတဲ့အတွက်ကိုအဲ့လိုမျိုးဦးစားပေးတဲ့သူမျိုးတွေကိုနီးပြားတွေကပိုကြိုက်လိမ့်ရှိပါတယ်ဒါကြောင့်မလို့တစ်ဆက်ထဲမှာ ဒဖန်နာကောင်းတယောက်ဖြစ်အောင်ဘယ်လိုလေ့ကျင့်ထားသင့်တယ်ဆိုတဲ့အချက်လေးတွေရှိပါတယ်။ဒီအချက်လေးတွေကိုကိုယ်စီမှမရှိဘူးဆိုရင်လည်းဒဖန်ဆော့နေတဲ့သူတယောက်ဆိုရင်အခုဗီဒီယိုထဲမှာထည့်ပြောပြီးမှာပါ။ဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာတော့ဒဖန်တယောက်ဆော့ပြီးဆိုရင်ဘယ်လိုမျိုးအရာတွေကကိုယ့်အတွက်လိုအပ်လဲဆိုတာကိုနားလည်သွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့လူကက်ကစားတာဖြစ်ပါတယ်။ကိုယ့်ရဲ့ပြိုင်ဘက်နဲ့တတ်နိုင်တဲ့များနီးနိုင်တဲ့များနီးအောင်နေပြီးတော့သူလှုပ်ရှားတဲ့လှုပ်ရှားမှုတိုင်းကိုလည်းတတိထားနေရပါတယ်။ ဒါကကို့အသင်းခံစစ်ကစားနေတဲ့အချိန်မှာအရေးကြီးဆုံးအရာတစ်ခုပါကို့နောက်တန်းဒါမှမဟုတ်လေခံစစ်အစုအဖွဲ့တစ်ခုလုံးကနေရာလိုက်လူကက်ကစားထားတင်ပါတယ်တစ်ဖက်ပြိုင်ဘက်နဲ့အနီးကပ်ဆုံးနေလိုက်ခြင်းအပြင်သူ့ရဲ့ performance တွေကိုလည်းအတက်နိုင်ဆုံးထိန်းထားရရောက်ပါတယ်ဒါမှသူ့စီရနေပြီးတော့ဒိညာဖြစ်တဲ့ pass တွေလမ်းညဘောလုံးလမ်းကြောင်းတွေမထွက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘောလုံးဖြတ်ထုတ်တဲ့အပိုင်းမှာဘောလုံးဖြတ်ထုတ်တဲ့အပိုင်းမှာတချို့ကရိုးရိုး တားဆီးတာရှိသလိုတချို့ကလည်း slide ထိုးပြီးတော့ဖြတ်ထုတ်တာတွေလည်းရှိပါတယ်။ဒါမျိုးတွေကတော့တက်နိုင်ဆုံး slide ထိုးမယ်ဆိုရင်လည်းဘောလုံးဦးစားပေးပြီးတော့ပဲ slide ထိုးပြီးဖြတ်ထုတ်တင်ပါတယ်။အခက်မသိရင်တစ်ဖက်ပြိုင်ဘက်ကလည်းကြီးကြီးမားမားဒဏ်ရာရသွားနိုင်တယ်လို့ကိုယ်ကလည်းဒဏ်ရာရသွားနိုင်ပါတယ်။ဒါကတော့ intercept လို့ခေါ်ပါတယ်။ဘောလုံးကိုတစ်ဖက်ပြိုင်ဘက်ကသူ့လူစီကိုပြီးတဲ့အခါဂျားကနေကိုကဝင်ရောက်ဖြတ်လှတာတွေဖြတ်ထုတ်တာတွေလုပ်တဲ့အရာကိုခေါ်ရပါတယ်။ intercept မြန်မြန်လုပ်နိုင်လေ တစ်ဖက်ပြိုင်ဘက်ကိုဖိအားပိုရစေလိဖြစ်ပါတယ်ဒီတစ်ခုကတော့ blocking ပါ blocking လုပ်တယ်ဆိုတာကတစ်ဖက်ကကန်တော့မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အသုံးပြုပြီးတော့ကာလိုက်တာမျိုးဒါမှမဟုတ်လေကိုယ်ခြေောက်နဲ့မိအားနဲ့လှမ်းပြီးတားလိုက်တာမျိုးကိုခေါ်ပါတယ်တစ်ဖက်ကန်တော့မယ်ဆိုရင်ဒီလိုမျိုးအရာတွေနဲ့လည်းတားဆီးတယ်ဆိုတာ defender တရားရဲ့တောင်းနေဖြစ်ပါတယ်ဒါကတော့နောက်ဆုံးတစ်ခုပါတိကျတဲ့ဘောလုံးရှင်းထုံးမှုမျိုးတွေရှိတင်ပါတယ်တစ်ဖက်က လမ်းကန်ချတဲ့အလုံးမျိုးတွေကိုကိုနဲ့မှီရဲဆိုရင်ရှင်းထုတ်တဲ့အခါမှာထိကျမှန်မှုလိုပါတယ်ဒီလိုမျိုးထိကျမှန်ဖို့ကိုလည်းလေ့ကျင့်ထားသင့်ပါတယ်အတက်နိုင်ဆုံးတော့ဘေးအောက်ဆိုင်တွေကိုကန်ထုတ်တာဖြစ်ဖြစ်ခေါင်းထဲဖြစ်ဖြစ်ဒီလိုမျိုးတွေရှင်းထုတ်သင့်ပါတယ်အသင်းသင်းသင်းမှာခန်းစစ်ကသမားတွေရဲ့အဓိကတောင်းတွေကလည်းဘလောက်အရေးကြီးတယ်ဆိုတာကိုတော့ဒီဗီဒီယိုကြည့်တဲ့အချိန်မှာသိသွားမယ်လို့မျှော်လင့်ပါတယ်ခန်းစစ်ကောင်းတွေရှိတဲ့အသင်းဆိုတာက foundation ကောင်းနေတဲ့အဆောက်အဦတစ်ခုလိုပါပဲ။ ကစားသမားတွေဆိုရင်လည်းခံစစ်ကောင်းတဲ့ကစားသမားတွေရှိရဆိုတဲ့အသင်းမှာတခြား player တွေကစိတ်ချလက်ချနဲ့ကိုအရှိမှကစားလို့ရပါတယ်။ဒီအာသာချက်ကလည်းကိုယ့်အသင်းရဲ့အာသာချက်တစ်ခု ဖြစ်နေမှာပါ။ဒါလို့ဆိုရင် defender ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုပြီးတော့လာပြောထားတဲ့သူတွေဒီအခုပြောပြထားတဲ့အချက်လေးတွေကိုပါထပ်ပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်နောက်တန်းကစားရတာပို့ပြီးတော့လွယ်ကူသွားမှာဖြစ်သလို defend ကိုယ့်အသင်းက defend ကစားနေတဲ့အခါမှာလေကိုကဘယ်လိုမျိုး duty တွေကိုယူရမလဲဆိုတာကိုလည်းပိုသိသွားမှာဖြစ်ပါတယ်။ နောက်တန်းတွေရဲ့နေရာယူပုံယူနည်းတွေစန္ဒဘတ်စိုက်ဘတ်ဒီလိုမျိုးကစားသမားတွေရဲ့နေရာယူပုံယူနည်းတွေကိုတော့အရှိဗီဒီယိုမှာ ပြောပြထားပြီးဖြစ်လို့အခုလောက်ဆိုရင်ပို့ပြီးတော့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်